လေးစားတမိတ်စီညီနောင်မြခင်များဒီတိုင်းပဲတမနမဆလောက်ဆောင်ကအရှိမနော်တယောက်ယောက်ကိုကဲ့ရဲ့ဝေဖန်နေတယ်အဲ့ဒီတယောက်ကဝိနေကာရဖြစ်နေတော့တမနမနှစ်တက်နော်ဒါနဲ့ပတ်သက်ပြီးလည်းပဲဘူခါရီချမ်းမာတွေဝဲတခုလာရှိတယ်နော်ဒီအရက်ကအမိတ်ဟာနော်ကြရောက်လာတယ်နော်ငကိုတို့ကအရက်နဲ့ပတ်သက်ပြီးအာရဗ်တီကအရက်ဆိုရင်တိတ်ဆွဲလန့်နော်အရက်ဆိုရင်သူတို့တိတ်ကိုမှနှစ်တက်ကြတယ် ဘလောက်တောင်မှလေးဆိုရင်အရက်တီကိုသူတို့ကနမင်းမျိုးစုံမှေ့ပြီးတော့เนาะအရသာမျိုးစုံခွေးပြီးတော့သူတို့အဲ့ဒီလိုတောက်ကြအိမ်တိုင်းအိမ်တိုင်းမှာအရက်ဦးတွေရှိတယ်เนาะအရက်တီမကောက်အရက်ဦးတွေကိုပါနမင်းပေးထားအဲ့ဒီအရက်ဦးတွေထဲမှာအရက်တီကိုအဲ့လိုနှစ်ချို့ဖြစ်သွားအောင်လ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 ောင်ပြီးတော့အဲ့ဒါတွေကိုသူတို့အရသာခံပြီးတောက်ကြတယ်သူတို့ကအရက်တိတ်ကြိုက်တဲ့သူတွေအဲ့ဒီလိုနဲ့အရက်နဲ့ပတ်သက်ပြီးပထမဦးဆုံးเนาะဒီအရက်ကြောက်ရောက်လာတယ် နော်ဝလာတကရဘုဆလာတဝအန်တုမ်ဆူကာရာနော်အလရှင်ပထမအဆင့်ပိတ်ပင်လိုက်တဲ့အရက်ကိုနော်နမတ်ဖတ်ဖို့လာတဲ့အချိန်အရက်မတော့တာနဲ့နော်နမတ်အရက်တော့ပြီးနမတ်ဖတ်ခွင့်မရှိဘူးနော်ပြီးတဲ့အခါမှာနောက်တစ်ဆင့်ထပ်ပြီးပိတ်ပင်တယ်နော် yes aluna ka nil kham wal ma'is kul fihi ma ithmun kabeer နော်အရက်နဲ့ပတ်သက်ပြီးမိမိရတဲ့အခါမှာအသင်တမန်တော်အပြေးပေးလိုက် ismun kabeer အင်မတန်ကြီးမားတဲ့ ကိုနာဖြစ်တဲ့နော်ဝမနာဖီလင်နာစီဝိသမူမာအက်ဘာရူမင်နဖ်အီဟီမာနော်ဒီတော့အရက်ကအကျိုးထက်အဆိုးကပူပြီးတော့များတယ်အဆိုးကပူပြီးတော့များတယ်နော်ပြီးတဲ့ခါမှာအခုနောက်ဆုံးဒီအာယတ်ကြရောက်လာဒီတော့ပထမနာအာယတ်မှာတဲ့ကဆွာဘာတော်တော်များများကအရက်ကိုစွန့်လွတ်လိုက်ချနော်သူပြိမဲ့ဟာရမ်လုံးဝဖြစ်ပြီလားဆိုတော့မဖြစ်သေးဘူးမဖြစ်သေးတော့တချို့တချို့လည်းပဲနော်ဆွေးလန်းနှစ်သက်တဲ့သူတချို့လည်းပဲတောက်ကြသေးတယ် အဲ့ဒီလိုနဲ့အခုနောက်ဆုံးဒီအာယတ်ကြရောက်လာတဲ့ဘယ်အာယတ်လဲဆိုတော့အင်နမလ်ခမ်ရ်ဝလ်မိုင်ဆီရ်ဝလ်အန်ဆာဘ်ဝလ်အစလမ်ရီဂျက်ဆွန်မင်အမလီရှိုင်တန်အယက်ကအင်မတန်ညဉ့်ညမ်းနဲ့အရာဖြစ်တဲ့ဖာဂျစ်တန်နီဘူးအဲ့ဒီအယက်ကိုရှောင်ကျင်းရမလားအလကုမ်တုဖလီယွန်တုမာဒအတင်တို့အောင်မြင်မှုရရှိလိမ့်ဒီလိုဒီအာယတ်ကြရောက်လာတဲ့အခါကျတော့ဒီအာယတ်ကနေပြီးတော့အခုတေးကြသွားပြီအယက်ကလုံးဝဟာရမ်ဖြစ်သွားပြီဒီလိုတမရမဆလလာဟူအလိုင်အစ္စလမ်ကအဲ့ဒီအာယတ်ကြကြခြင်းမှာပဲဆဝါဘတစ်ပါးကိုတောင်းဝန်ပေးပြီးတော့ ဒီနာရဲ့လမ်းနေလမ်းနေလမ်းနေမှာလိုက်ပြီးတော့ဂျင်ညာခိုင်းတယ် ဲ့ဒီအချိန်မှာတဲ့နော်ဘသူကလဲဆိုတော့ဟာဇတ်အဘူတလဟာရဒီအလာဟူအန်ဟူတကင်ဟာဇတ်အနက်စ်တကင်ရဲ့နော်ဒီပထွေးတော်တာပေါ့နော်ဒီတော့ဟာဇတ်အဘူတလဟာတကင်ကအရက်ကိုတောင်းနေတယ်အဲ့ဒီအဲ့အဲ့ဒီအချိန်မှာအိမ်ထဲမှာအဲ့တော့ဟာဇတ်အနက်စ်တကင်ကအရက်ကိုထည့်ပေးနေတယ်အဲ့ဒီအချိန်အတန်ကြားတဲ့အခါကျတော့ဟာဇတ်အဘူတလဟာတကင်ကအနက်စ်တကင်ကိုပြောတယ်သွားအပြင်မှာသွန်းနာထောင်ဘာအော်နေတာလဲဘာကြင်ညာနေတာလဲမသိဘူးအဲ့ဒီလိုနဲ့သွန်းနာထောင်ကြီးဝင်လာတဲ့အခါကျတော့အနက်စ်တကင်ကပြောတယ်အရက်ဟာရမ်ချစ်ကြောင်းကြင်ညာနေတာ ်တမန်တော်ဆလောက်ဆမ်ကြင်ညာခိုင်းနေတာဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ကြည့်ဆွာဘာတာဝကတွေကအလံနဲ့အလတ်ရဆူအမိတ်ဆိုရင်တော့အဲ့ဒီလိုတော့တသိမတိန်တော့ချက်ချင်းလန်ငင်းလိုက်နာတာ ဥမာဖြစ်ကျွန်တော်တို့ဆိုရင်เนาะဥမာတခုခုကြားရတယ်ဒီအလုတ်ကိုအလံမချက်ဒါပေမဲ့ကိုကတော့လုံမိနေတယ်เนาะအလရဆုကတားထားတယ်ကိုကလုံမိနေတယ်เนาะဘိုက်တော့အဲ့ဒါကိုမလုံနိုင်လေเนาะကျွန်တော်ခဏနေအောင်ဖြည်းချင်းဖြတ်သွားတော့ဖြည်းဖြည်းချင်းတာကိုကျွန်တော်လှုပ်လိုက်ချက်ချင်းလို့တော့ဘယ်သူမှမပြောတော့ကျွန်တော်စဉ်းစားကြည့်ကွန်းဆွဲတဲ့သူကွန်းဖြတ်ရတာတော့ဒီလောက်ခတ်တယ်ဆက်လိုက်ကြိုက်တဲ့သူဆက်လိုက်ဖြတ်ရတာတော့ဒီလောက်ခတ်တယ်ဆိုရင်အရက်ကြိုက်တဲ့သူအရက်ဖြတ်ရဘလို့ခတ်သူ့ပြင်မဲ့လေးပဲတော့ဘလို့ဒီအမိတ်ကြောက်ရော်လာလဲတော့ဟာဇတ်အဘူတလဟာတခင်တော့တော ုတ်ဖို့ကင်ထားတဲ့ခွက်ကိုချက်ချင်းပဲလွှင့်ချလိုက်တယ်เนาะအိမ်မှာပြောတယ်ရှိသမျှအရက်တွေအကုန်သွန်ပြစ်တော့သွန်ပြစ်တော့အဲ့ဒီလိုနဲ့เนาะအခုအရက်လုံးဝဟာရမ်ဖြစ်သွားပြီเนาะဟာရမ်ဖြစ်သွားပြီဆိုတော့ နော်ငကိုတော့ကတော့အရက်ကဟာရမဖြစ်သေးဘူးတချို့ရှိတယ်တောက်ဖို့တော့မဟုတ်ဘူးဒါပေမဲ့အိမ်မှာဒီတိုင်းသိမ့်တာပြန်ရောင်းဖို့အတွက်သိမ့်တာရှိတချို့ရှိတယ်နော်တချို့ဆော်ဘာတွေရှိတယ်အရက်ကိုနော်ဟိုပြန်ပြီးတော့နော်အယောင်းဝယ်လောက်ကြတယ်နော်တခြားနေရာတွေအရက်တွေတေလာတယ်ပြန်ပြီးတော့နောက်တနေရာကိုပြန်ရောင်းတယ်အခုတမရမဆလလာဟူအလိုင်စလမ်ကအခုဟာရမ်ပြစ်တယ်ဂျင်ညာလခိုင်းလိုက်တဲ့အခါမှာနော်ဘလောက်တောင်းမလဲဆိုရင်နော်မဒီနာရဲ့လမ်းနေမှာနော်ရင်းမြောင်းနေမှာနော်ချောင်းတပွေစီးသွားတယ်အရက်တွေအရက်တွေကိုတော်နာတယ် အရက်တွေကိုတွန်းတာနော်ဘယ်သူမှမကြည့်တော့နော်ငါတရားတွေအားလုံးတွန်းလိုက်ရင်နှမျိုးစရာကြီးမကြည့်တော့နော်ငါချက်ချင်းဖြတ်နိုင်ပါမလားမကြည့်တမန်တော်ဆလောက်ဆမ်ကလည်းပဲဘလောက်ထိ တားမြစ်ခဲ့လဲဆိုရင်အရက်ကိုကြီးပဲတားတာမဟုတ်အဲ့ဒီအိမ်နေမှာအရက်သေးတွေဦးတွေပါမတုံးနဲ့ နော်ဒီဦးတွေမှာအဦးမှာတော့တခြားပစ္စည်းထည့်ပြီးသုံးမှာမဟုတ်အဲ့ဒီဦးတွေကိုပါတမန်တော်ဆက်လောက်ဆောင်တမ်းမြစ်အဲ့ဒါတွေပါအိမ်မှာမထားနဲ့ဘာလို့ဦးမြင်ပြီးတော့အရက်ကိုတတိယရင်ရနိုင်မယ်နော်အဲ့ဒါအလုံးဖြတ်နောက်ဆုံးနော်အရက်တောက်တဲ့ဝိုင်းမှာပါသွားပြီးတော့မထိုင်နဲ့ နော်တမန်တော်ဆလောင်ဆမ်အဲ့ဒီလောက်ဒီတားခဲ့တာလိစာတမေစီနီနောက်များခင်များနော်ဒီတော့ဘလောက်တောင်မှဆွာပါတောက်ကတွေကတမန်တော်ရဲ့အမိကိုပြည့်ပြည့်ဝဝလိုက်နာကြလဲဆိုရင်နဲ့မဒီနာရှင်မြို့တော်မှာနော်ကာလတော်တော်ကြာတဲ့အထိမူးရွာပြီဆိုရင် မြည်သိမ့်အနံ့ထွက်တယ်မလားနော်အဲ့ဒီတော့မြည်သိမ့်အနံ့ရဲ့နေရာမှာအရက်အနံ့လေးထွက်လာတယ်ဆိုတော့ကအဲ့တလောက်ဒီအရက်ဒီကို နော်ချောင်းနေမြည်သိမ့်အဲအဲ့ဒီလောက်ဒီအရက်ဒီကိုလမ်းပေါ်လမ်းပေါ်မှာသွန်ပစ်ခဲ့ကြတယ်နောက်ဆုံးလမ်းနေဟာနော်မြည်ကြီးတွေထဲမှာအရက်ဒီကအဲ့ဒီလိုစိတ်ဝင်သွားကြတယ်ဆိုတော့ကအဲ့ဒီလောက်ဒီပြတ်နော်အဲ့ဒီလိုနဲ့နော်ဒီလိုနဲ့နော်အခုအရက်ကဟာရမ်ဖြစ်သွားတယ်နော်ဒီတော့တမန်တော်ဆလောက်ဆံကဘသူအရက်တောက်လေအရက်တောက်တာကိုမိတမန်တော်ဆလောက်ဆံအဲ့ဒီသူကိုချိန်တန်ပေးတယ် ဒါမှမဟုတ်ချိန်တန်ပေးတယ်ဒီလိုစွာဘာတစ်ပါးရှိတယ်တဲ့သူ့ရဲ့စွာအဲ့ဒီစွာဘာရဲ့နာမည်ကအဗ်ဒူလာလို့ခေါ်တယ်သူ့ရဲ့လက်ကပ်ကသွန်သူ့ကိုဟိမာဆိုပြီးတော့အလ်ဟိမာဆိုပြီးတော့အဲ့ဒီလို့ခေါ်တယ်ဒီလိုဒီစွာဘာကအင်ဒမကိုပဲနော်ပျော်စီပျက်စီနေတတ်တဲ့သူပေါ့ခပ်ပျော်ပျော်နေတတ်တဲ့သူပေါ့နော်ခပ်ပျော်ပျော်နေတတ်တဲ့သူတယောက်ဖြစ်ဒီတော့တမန်တော်ဆလလာဟူအလัยဆမ်ကိုတော့တခါတခါကြာရင်ဒီဆိုဟာဘာကနော်ရေမောကြီးစေတယ်အဲ့ဒီလိုမျိုးတရက်ပါရှိလဲဆိုတော့ နော်ဒီစွာဘာကတမရမဆလောက်ဆမ်စီအင်တာကောင်းနေပြားရီရောက်နော်လာပြီးတော့ ပြီးတယ်နော်ပြီးတော့တမရမဆလောက်ဆမ်နဲ့အင်တာနစ်ချိုက်တယ်သုံးဆောင်တယ်တမရမကိုပြီးလိုက်ပြီးတဲ့အခါကျတော့ဒီစွာဘာကနောက်ရလူတယောက်ခေါ်ခဲ့တယ်နော်ခေါ်ခဲ့ပြီးတော့ကိုရောကိုပြောတယ်ကိုရောအဲ့ဒီလူကိုမနေ့ကပြားရီပို့ပေးလိုက်ပါတော့တမန်တော်ဆလောက်ဆောင်ကမိတယ်မရိယာငါလာပြီးတာလက်ဆောင်ပေးတာမဟုတ်ဘူးလားမဟုတ်ဘူးတယ်ကျွန်တော်သူစီကဝေပြီးတော့အကျွေးဝေပြီးတော့ကိုရောလာပြီးလိုက်တာကိုရောကြိုက်ကိုရောပတ်စံရှင်းပေးဖို့ဆိုပြီးတော့တော့ တော့ဘန်ဆလောက်ဆမ်ညီမောပြီးတော့တော့အဲ့ဒီသူကိုတော့အဲ့ဒီပြရည်ရဲ့အခုအခါဆိုတော့ကအဲ့ဒီလောက်ထိတမန်မဆလောက်ဆမ်နဲ့တော့ရင်းနေတယ်တမန်တော်အဲ့ဒီလိုတော့တမန်မဆလောက်ဆမ်ကိုတော်မအဲ့ဒီလိုကြီးစေလိရှိတယ်တော့အင်မတန်ပျော့ပျော့နေတတ်တဲ့ဆွာပါတပါဘို့တော့ဒီလိုဒီဆွာပါကတချို့တွေဝဲတေမန်ဒီဆွာတော့ဒီနိုအိုင်မန်ဆိုပြီးတော့လည်းပဲအဲ့ဒီလို တင်ပြတယ်အေဗနီနိုအိုင်မန်ဆိုပြီးတော့လည်းပဲတင်ပြတယ်အဲ့တော့ဒီဆွာပါကဘာဖြစ်လဲဆိုတော့တော့အရက်ဟာရန်ဖြစ်ပြီးွားတဲ့နောက်ပိုင်းမှာ တော့သူအရက်မဖြတ်နိုင်ဘူးမဖြတ်နိုင်တော့တော့ဒီတော့ဒီဆွာဘီကအရက်တောက်မိတယ်တော့တောက်မိတော့သူ့ကိုတစ်ကြိမ်တမန်တော်ဆလောက်ဆံခေါ်တယ်ခေါ်ပြီးတော့သူ့ကိုတမန်တော်ဆလောက်ဆံချိန်တန်ရိုက်တယ်တော့ချိန်တန်ရိုက်ပြီးတော့တိတ်မကြောက်သူ့ကိုနောက်တစ်ခေါက်ထပ်မိတယ်နောက်တစ်ကြိမ်တမန်တော်ဆလောက်ဆံပြန်ပြီးတော့တော့သူ့ကိုတော့ချိန်တန်ရိုက်တယ်တော့သူ့ကိုချိန်အချိန်ချိန်တန်ရိုက်တော့အဲ့ဒီလိုရိုက်တဲ့အခါကျတော့တော့နောက်တစ်ကြိမ်ထပ်မိတယ်အဲ့ဒီလိုခဏခဏဖြစ်တော့ ဆွာဘာတဘာဘာပြောလဲဆိုတော့ဆွာဘီတဘာရဲ့နှုတ်ကနေထွက်လာတယ်အလ္လာဟူမလ်အန်မာအက္ဆရမာယူတာဘီနော်သူ့အပေါ်မှာအလ္လာလာနဲ့ကြပါစီနော်သူဘယ်နှချင်းရှိပြီလဲသူ့အရက်တောက်လို့သူ့ဒီမှာအပြည့်ပွေးဖို့ခေါ်လာနေရတာဘယ်နှခါရှိသွားပြီလဲဘယ်နှချင်းရှိသွားပြီလဲသူ့အပေါ်အလ္လာလာနဲ့ကြပါစီအဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့တမန်တော်ဆလလာဟူအလัยဟ်ဆမ်အင်တမကူပဲတမန်တော်အင်တန်ဟိုစိတ်ဆိုးသွားတယ်တမန်တော်ဆလလာဟူဆမ်မနစ်တော့ တမန်တော်အင်တမကိုပဲနော်တမန်တော်အင်တန်ပြင်းပြင်းထန်ထန်ပြန်ပြီးတော့တမန်တော်ပြောတယ်လာတလ်အနူနော်သူ့ကိုလာနတ်မပို့နဲ့ဖဝလာအလိုက်ကဆမာအလင်တူငါတိရဲအန်နဟူယူဟစ်ဘူလာဟဝရဆူလတူအလ္လာနဲ့အလ္လာရဆူလ်ကိုချစ်တဲ့သူတယောက်ဒီဒီသူဒီကနာကျူးလို့နေမိပေမဲ့သူကအလ္လာနဲ့အလ္လာရဆူလ်ကိုချစ်တဲ့သူတယောက်သူ့ကိုလာနတ်မပို့နဲ့ဒိစာအတ္တမီစီနေအောင်ရခင်များ နော်ဒီကနေ့ဘာတိရလဲဆိုတော့နော်ခုနကျူးလွန်နေတဲ့ဒုကိုတော်မှာ နော်ကဲရတာဝေဘာနာပြစ်တင်တာကိုတမရမဆလလာဟ်အလိုင်စလမ်မနိတက်ခဲ့ဦးတမရမဆလလာဟ်အမ်တာမြင့်ခဲ့တယ်လေးစားအတမိစီညီနောက်များခင်ဗျာနော်တကယ်တကယ်တမ်းလည်းပဲကျွန်တော်တို့လည်းပဲပြန်ကြည့်ကြည့်နော်လူတယောက်နော်အပြစ်တစ်ခုလုပ်နေတယ်မကောင်းတာတစ်ခုလုပ်နေတယ်ကျွန်တော်သွားပြီးဝေဘာနေတယ်သူ့ကိုကဲရနေတယ်သူ့ကိုဆေးဆူနေတယ်နော်ကျွန်တော်ဘယ်လောက်ဖြူစင်လို့လဲ ကိုကကိုကအဖြစ်အားလုံးကင်းနေတဲ့သူလားမဟုတ်ဘူးလေနော်ဒီတော့သူကလည်းပဲဗာလေအဲ့ဒီအဖြစ်လို့ရင်းနဲ့သူတည်တော့မဲ့သူလားမဟုတ်ဘူးလေသူ့အတွက်လည်းတောက်ပါရဲ့မောက်ကရှိသေးတယ်သူလေးပဲဒီအဖြစ်ကနေတနေ့ကင်းလို့ပြီးတော့တောက်ပါလို့ပြီးတော့သူလေးပဲလမ်းမှန်ကမ်းမှန်ကိုရောက်လာနိုင်တာပဲလိစာအတမေစီနီနောက်မြခင်များတတ်တော့ကြနော်လူတယောက်မကောင်းမှုကျူးလို့နေလေပဲနော်သူ့ကိုပြင်းပြင်းထန်ထန်သွားပြီးတော့ဝေဖန်တာနော်ဆေးဆူတာနော်သူ့ကိုရစရာမရှိအောင်ပြုတ်ပစ်လိုက်တာ ကျွန်တော်တို့မှာကတခုကယောဂါတခုကဘာရှိလဲဆိုတော့လူတယောက်ကိစ္စတခုမှာအမားလုံလိုက်เนาะအဲ့ဒီကိစ္စတခုခုမှာ तू အမားလုံနိုင်ရင်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပဲမဝေမအောင်နော်သူရဲ့ရှိသမျှခြံတဲ့ကိစ္စတွေပါအားလုံးတိမ့်ကျုံယူလာပြီးသူကဘယ်တော့မှပါသူကဘာတော့မှပါသူရဲ့လူမှုရေးမှာပါစီးပွားရေးမှာပါအိမ်ဆောင်ရေးမှာပါအကုန်တိမ့်ကျုံပြီးတော့မကောင်းပြောတာမဟုတ်ဘူးလေနော်ဒီတော့အဲ့လိုပြောရအောင်ဘသူကကော၆ပြစ်ကင်းသေးလေစင်လေ လေးစားအတမိတ်စီနီးနောင်များကြံဘသူကကြောက်ပြစ်ကင်းတဲလေစင်တော့လူတိုင်းလူတိုင်းမှာအဆက်တသာဆိုတာပါတာပဲเนาะအဆက်တသာပါလို့လေပစိုးဝင်ထားတာဗော နော်ပါလို့လေကျွန်တော်တို့အုပ်ပြီးတော့နေနေရတာအဲ့ဒါကိုပါပါတယ်ပါပါတယ်လိုက်ပြောနေတာအဲ့ဒါပြောတဲ့သူနော်ဟိုရှိတဲ့သူကမှားတာလားပြောတဲ့သူကမှားတာလားရှိတော့မမှားဘူးလေဒါလူပဲအချက်တစားတော့ရှိမှာပဲရှိလို့လည်းပဲကျွန်တော်ပစိုးဝစ်ပြီးတော့နေနေရတာလေဟာမဟုတ်ဘူးဒီလူကနော်အတွင်းထဲမှာအချက်တစားကြီးရှိနေတာဆိုတာနော်ဒါပြောရမယ့်စကားမဟုတ်ဘူးလေဟောဒုဆူရာက လူပဲအပြစ်တော်မကင်းကြနော်ကျွန်တော်တို့နော်တာမန်လူသားတွေပေါ့နော်တာမန်လူသားတွေ နော်အပြစ်မကင်းနော်လူတချို့မှဒီအပြစ်ရှိတယ်ဒီအပြစ်ကြောင့်နော်ဒီမကောင်းမှုကြောင့်ဟိုလိတကျော်သူဖြစ်သွားတယ်ဆိုရင်လည်းပဲကုမာလည်းပဲမကောင်းတဲ့အချက်တချို့ရှိတယ်သူ့ပြင်မဲ့လည်းပဲအလဖုံးပေးထားလို့နော်ဘယ်သူမှမသိအလဖုံးပေးထားလို့ဘယ်သူမှမသိနော်ကုမာလည်းပဲကုရဲ့ဘဝမှာလည်းပဲနော်တချို့ချို့ အားနေချက်တွေရှိရင်ရှိခဲ့မှာပဲ။နော်ဒီတော့လူတယောက်ကအားနေချက်အပေါ်မှာလိုက်လံပြီးဖော်ထုတ်ပြီးသူ့ကိုဘေးအဆက်လောက်ကမင်းသူ့ကိုတိတ်ခါချရမယ်။ဒါကမှန်ကန်တဲ့လှုပ်ဆောင်ချက်မှန်ကန်တဲ့ဆောင်ရွက်ချက်မဟုတ်ဘူး။လိစာအတဲမိစေနီနောင်မြခင်များနော်ဒီတော့အလရှင်မြတ်ကနော်နဗီတမန်တော်တွေကိုမအဆုနော်အပြစ်မဲ့လူသားတွေအဖြစ်နဲ့အလပန်းစင်းတာဒီတိုင်းပဲနော်ဆွာဘာတောက်ကာဒီဝလီတူရိုစီနီမာဖူးစ်ဖြစ်တယ်သူတို့တွေကိုအလရှင် ထိမ့်သိမ့်ဆောက်ရှောက်ထားတဲ့အပြစ်သေးကိုမရောက်သွားအောင်နော်အလရှင်နော်ဒီတော့ချက်နဲ့တာမန်လူသားအပြစ်သေးရောက်သွားနိုင်လေနော်ကုလူဘနီအာဒမ်နော်အလရှင်အဒီစတောမှာအမိရှိထားတယ်နော်ဟိုအာဒမ်အလိုင်စတမ်ကတာမြေတိုင်းတောမြေတိုင်းနော်အာလုံကနော်အမားမကင်းတဲ့သူတွေကြီးပဲနော်အဲ့ဒီထဲမှာအကောင်းဆုံးသူကဘယ်သူလဲနော်တောက်ပါလုတဲ့သူဖြစ်တယ်လိဇာအတ္တမိတ်စီညီနောင်မြခင်များ ။နော်ဒီတော့ကျွန်တော်တို့အားလုံးဘသူမှအမှားမကင်းဘသူမှအာနေချက်နဲ့မကင်း။နော်တချို့ကမိမိရဲ့အာနေချက်ကိုနော်ရုပ်ကြည်နဲ့ဖုံးရင်ဖုံးထားမယ်။တချို့ကမိမိရဲ့အာနေချက်ကိုဥစ္စာနဲ့ဖုံးရင်ဖုံးထား။တချို့ကမိမိရဲ့အာနေချက်ကိုအချိန်ဝါနဲ့ဖုံးရင်ဖုံးထားမယ်။နော်တချို့ကမိမိရဲ့အာနေချက်ကိုမိမိရဲ့နော်အင်တာမတ်ကိုပဲကောင်းမွန်တဲ့အဝိစာတွေနဲ့ဖုံးရင်ဖုံးထား။လူတိုင်းမှာအာနေချက်ရှိတယ်။ဒီစာတမိတ်စီဒီနောက်များခင်များနော်ဥမာဖြစ်နော်ကျွန်တော်ရဲ့ နော်အင်ဂျီကိုချွတ်လိုက်ရင်အမာရွတ်တီလေးပဲရှိနိုင်တာပဲဟုတ်တယ်မလားအနာဒီလေးပဲရှိနိုင်တာပဲနော်အမေးကွက်တီလေးပဲရှိနိုင်တာပဲမိဒီလေးပဲရှိနိုင်တာမဲကျွန်တော်လူတွေကိုပြကျင်လားမပြကျင်ဘူးမပြကျင်တော့ဘာလုပ်ထားလဲအင်ဂျီဝစ်ထားအင်ဂျီဝစ်ထားတယ်အဆူဝစ်ထားတယ်နော်ဒီတော့နော်ဒါကကုမာလေးရှိတယ်လို့သူ့မာလေးရှိနိုင်တာပဲလေစာအတဲမိတ်ဆေအဲ့တော့ तू ဖုံးထားတယ်ဝစ်ထားတယ်အဲ့ဒါကိုအတင်ပုတ်ဦးတော့ခင်ဗျာအင်ဂျီဖွင့်ပြဖွင့်ပြကျွန်တော်ကြည့်ကျင်တယ် လောက်လုတ်ပိုင်ဝေးမရှိဘူးလေလုတ်เสียလဲပဲမလို့ဘူးလေလေစာတမိစင်းနောင်မြကင်မြနော်လုတ်เสียလဲပဲမလို့နော်ဒါကိုအထွေထူးလေးပဲလိုက်ပြီးပြောနေဖို့လေပဲမလို့အပ်ဘူးနော်တခြားကိုကျွန်တော်တို့နော်ဒီကုနာကလေပဲအင်မတန်ကြီးတဲ့ကုနာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးနော်မှတ်ယူရနော်မှတ်ယူရနော်လူတယောက်နော်သူတစ်ပါးနဲ့ပတ်သက်ပြီးနော်မှုချိုးမှုချိုးပြစ်တင်နေတယ်ဝေဖန်နေတယ်နော်ဘာမှအကျိုးအကြောင်းမရှိဘဲနဲ့ နော်ဒီတိုင်းပဲအဲ့ဒီလိုသူဝေဖန်လိုက်လို့လည်းပဲနော်အဲ့ဒီမှာအချိုးလေးပဲဘာမှရှိသွားတာမဟုတ်ပဲနဲ့အဲ့ဒါမျိုးဆိုရင်ကိုကဘာလုပ်ရမလဲနော်ကိုတားနိုင်ရင်တားနော်မတားနိုင်ရင်ကိုနားမထောင်နဲ့ထွက်လာလိုက်နော်ကိုနားမထောင်နဲ့ဒိစာအတမိတ်စီညီတော်များခင်ဗျာဒီတိုင်းပဲလူတို့ရဲ့အကြောင်းကိုတိမှုမချူးစားနဲ့ကိုရန်မှာအလရှင်အမိတ်ရှိတာလေဝါလာတကြက်ဆဆူမဆူးစမ်းနဲ့နော်မဆူလူတယောက်ကတိပြီးသွားရင်ပါဆက်ကမပြောဘဲမနေနိုင်ဘူးဒါလူရဲ့ဗီဇပဲ ဗီဇာပဲဒါကြောင့်နော်ဟိုဘူးတရားကိုပိတ်ရင်ပိတ်လို့ရပါမယ်ဒါမှဗဇက်ပေါက်တော့ပိတ်ဖို့အင်တာမကိုပဲခတ်နော်ဒီတော့တိပြီးသွားရင်မပြောပေးမနေနိုင်တို့အစတည်းကမတိတာပို့ပြီးတော့ကောင်းတယ်အစတည်းကမတိလိုက်တာပို့ပြီးတော့ကောင်းတို့တိသွားတဲ့အခါကျတော့တဏျာမှုတဏျာမသွားပြီးတော့ပြုံးမိသွားမယ်ဒိစာတဲမိစီညီတော်များခင်ဗျာဒါကြောင့်နော်ရှရစ်တရားတော်ကဘလူအချိန်မျိုးမှလူတယောက်ရဲ့အကြောင်းကိုပြောခိုင်းနေနော်ဒီလိုအချိန်ဒီလိုလူကို ပြောပြနော်ဘလူလူလဲ နော်အဲ့ဒီလူကအဲ့ဒီမကောင်းတဲ့သူကိုသူ့မှာတားပီးနိုင်တဲ့အရေးချင်းရှိတယ်။နော်သူ့အုပ်ထိန်နေတဲ့သူဖြစ်တယ်။နော်သူအဲ့ဒါကိုလှမ်းပြီးတော့သူတားပီးနိုင်တယ်။အဲ့အဲ့ဒါဆိုရင်သွားပြောပြလို့ရတယ်။နော်ခင်ဗျားသူ့ကိုနည်းနည်းပြောပေးပါအောင်တားပီးပါအောင်သူတို့ဒီလိုလိုပဲမကောင်းတာတွေလုပ်နေတယ်။အဲ့နှုတ်မဆိုရင်လည်းပဲအဲ့ဒီမကောင်းတဲ့သူတယောက်နဲ့လူတယောက်တိုက်ရင်သမီးရေလောက်တော့ နှုတ်မဆိုရင်အယောင်းဝယ်တစ်ခုလုတော့နှုတ်ဆိုရင်အလုတ်ကိစ္စတစ်ခုတူတူလုတော့အဲအဲ့ဒီအချိန်ပြမျိုးမှာကိုသွတ်တာလို့ရတယ်ခင်ဗျားနဲ့ပတ်သက်နေတဲ့တီတူကမကောင်းဘူးနော်သူ့အချောင်းဓာရီဓာရီရှိတယ်ခင်ဗျာသတိထားဖို့ကျွန်တော်ပြောပြတာအဲဟုတ်ပြီနော်အဲ့ဒီလိုမှုတ်ပေးနဲ့ကျွန်တော်ရဲ့စကားဝိုင်းနေတဲ့မှာစကားတီဆောက်ဖို့အတွက်နော်စကားဝိုင်းနေတဲ့မှာစကားတစ်ခုနော်အစတစ်ခုရရင်အဲ့ဒါနဲ့ပတ်သက်ပြီးအများကြီးပြောလို့ရတယ်အဲ့ဒါတိဆောက်ဖို့အတွက်မလုပ်ရဘူးနော်အဲ့ဒါတိဆောက်ဖို့အတွက်စကားဝိုင်းမှာ နော်ဝိုင်းကောင်းဖို့အတွက်စကားပြောတဲ့နေရာမှာပူပြီးအရသာရှိဖို့အတွက်ပြောတယ်ဆိုရင်တော့ဒါကုနာတတ်တတ်ပဲနော်လူကပြောရင်ပြောရင်ပြောရင်နဲ့ပြောရမှာထပူ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 ပြီးပြောမိသွားတတ်လိစာအတမိတ်စီနီနောင်များခင်များနော်ဒါအင်တာမကိုပဲစင်ချင်ရနော်ဒီနေ့နော်တယောက်နဲ့တယောက်တစ်ခုခုဖြစ်လာပြီးဆိုရင်ဘီအစ်ဇက်လုတ်ဖို့အတွက်အဲ့ဒီလက်နက်ကိုအသုံးချကြတယ်အော်ငါသူ့ဘီအစ်ဇက်လုတ်လို့လုတ်လိုက်လို့ရတယ်သူ့အကြောင်းငါဘာဒီဘာဒီတိထားတယ် လေးစားအတမိတ်စီညီနောင်များခင်များဟာဒီစ်တော်မှာတမရမေချီဆလလာဟ်အလိုင်ဆမ်မိတ်တော်မူတာတော့မူမင်ကအစ်ဇတ်ကိုကျွန်တော်တို့ထိမ့်သိမ့်ပေးရမယ်ဖုံးအုပ်ပေးရမယ်တော့ဒီတော့ကျွန်တော်တို့ဖုံးအုပ်ပေးမယ်နတ်ဖန်ကယာမတ်နေ့ကျရင် အလတ်ရှင်ကျွန်တော်တို့ကိုအလတ်ဖုံးအုပ်ပေးလိုက်တော့ကျွန်တော်စဉ်းစားကြည့်ကျွန်တော်ဘယ်လောက်ကောင်းလို့လဲတော့ကျွန်တော်ဒုနီယာမှာအများကြီးဒီလိုအလုပ်တွေလုပ်ခဲ့ဘူးတယ်တော့လူတွေမသိသေးလို့သိသိရင်ဘယ်သူမှတော့ကိုကိုအရင်လို့တော့ဦးစားပေးအလေးပေးဆက်ဆံတော့မဟုတ်ဘူး เนาะဒီလိုလုပ်တည်ရှိခဲ့ဘူးတိုင်းလေလူတိုင်းလူတိုင်းမှာเนาะဒီလိုအရာတွေတန်နှဖန်ကရမတ်တွေမှာလူတွေအားလုံးအရှိန်မှာပြန်ပေါ်သွားမယ်ဆိုရင်ဘလောက်ပေအစ်စက်ပြက်เนาะဒီလိုเนาะဒုနီယာမှာဒီရွေးချက်နဲ့ငါသူများကိစ္စငါဖုံးပေးလိုက်မယ်เนาะငါကိစ္စလည်းပဲနှဖန်ကရမတ်တွေမှာအလာဖုံးပေးတော့မှုပါစေเนาะဒီနီဒီနီရက်နဲ့ဒီရွေးချက်နဲ့ကျွန်တော်တို့အဲ့ဒီလို ဖုံးပေးရမယ်လေးစားအတမိတ်စီညီနောင်များခင်များเนาะဒီတော့เนาะတမန်တော်များကြီးဆလလာဟ်အလိုင်ဆမ်မိတ်တော်မူတဲ့ တော့ဟိုကာဘာကျောင်းတော်ကြီးရဲ့ဟော်ရမတ်သွတ်မြတ်မှုတက်တော့အီမတ်ရှင်ရဲ့ဟော်ရမတ်ကပူပြီးတော့ကြီးကျယ်တယ်ဒိဇာတဲမိတ်ဆီညီနောင်များခင်ဗျာတော့ဒီနေ့ကာဘာကိုမပြောနဲ့ပတိရဲ့အုတ်တစ်ချက်ခြွေတာကိုတော့မှကျွန်တော်တို့တွေဆော်ဘရလုံးမှမဟုတ်သူ့ပေမဲ့လည်းပဲကျွန်တော်တို့ကိုယ်တိုင်မိုမင်နီရဲ့ဘေးဇက်ကိုလိုက်ပြီးတော့လုံးမိနေတယ်ဆိုရင်ဒါဘလောက်ကြီးကျယ်တဲ့ဂုဏလေဘလောက်ကြီးကျယ်တဲ့အပြစ်လေလေးစားအတဲမိတ်ဆီညီနောင်များခင်ဗျာတော့ဒီတော့လူတစ်ယောက်ကိုအထင်မသေးရအောင် ဘေကောင်းစီနဲ့မှအထင်မသေးရောက်တော့ကို့အိမ်မှာအလုလုနေတဲ့အလုသမားဖြစ်နေပါသည်အိမ်ဘိုးဖြစ်နေပါသည်အထင်မသေးရောက်အထင်မသေးရောက်တခါတခါကျရင်ကျွန်တို့ကဟာ तू ကအလုသမား तू ကအိမ်ဘိုးတော့ငါကအလုရှင်ငါကတတိတော့ဒီတော့ကို့ကတာကိုအစင်တန်းခွဲလိုက်တာဘာနဲ့ခွဲလိုက်ပတ်စံနဲ့ခွဲလိုက်တာတော့ငါပတ်စံရှိတယ် तू ငါခါပြီးတော့အိမ်မှာအလုခံ तू ပတ်စံရှိရင် तू တော့မကို့ပြန်ပြီးတော့အလုသမားဖြစ်ငါအိမ်ငါအုံးမှာပဲဟုတ်တယ်မလား तू ပတ်စံမရှိလို့ကို့စီမှာလာပြီးတော့ အိမ်ပေါ်အလုပ်သမားလုပ်နေတာပတ်စံမရှိလို့လုပ်နေတာလေ तू ပတ်စံရှိရင် तू ဒါလုပ်ငန်းအကြီးပိုင်ကိုတော်သူ့စီမှာသွားပြီးအလုပ်သမားဖြစ်ရင်ဖြစ်နေအောင်မှာပြောလို့မရတော့နောက်တစ်ခုကအလကဒုနီယာမှာဥစ္စာပစ္စည်းနဲ့ပတ်သက်လာရင်နော်အလကပြီးလိုက်တာပဲအောင်ဘသူတောင်းလဲတောင်းတဲ့သူအတွက်နော်အလရှင်ပြီးရင်ပြီးလိုက်တာပဲ နော်ဒီတိုင်းပဲဘသူအတွက်နော်အလတ်ရှင်ဟိုသူ့ကိုပေးဖို့ရှိလေအလတ်သူ့ကိုပေးလိုက်တာဆိုတော့ကဥစ္စာပစ္စည်းပေးခြင်းဥစ္စာပစ္စည်းရခြင်းက နော်ဒါအလတ်ရဲ့ထံတော်ပါမှာအင်မတန်ကြီးကျယ်နေပြီဆိုတဲ့လက္ခဏာမဟုတ်နော်အများကြီးဒီလိုလူတွေရှိတယ်နော်သူပူပြီးအီဘာဒတ်လုပ်တယ်နောက်တစ်ယောက်တလောက်အီဘာဒတ်မလုပ်ဒါပေမဲ့အလ္လာဟ်အီဘာဒတ်မလုပ်တော့ပူပြီးဥစ္စာပစ္စည်းပြင်ပေးထားတာပဲနော်အီဘာဒတ်ပူလုပ်တဲ့သူကတလောက်ချမ်းသာမချမ်းသာဒါမျိုးလည်းအများကြီးရှိတယ် တချို့ရှိတဲ့ပညာအများကြီးတက်တယ်နောက်တစ်ယောက်တလောက်ပညာမတက်ဘူးပညာမတက်အများကြီးချမ်းသာပညာအများကြီးတက်တဲ့သူကြတော့နော်တလောက်ကြီးမချမ်းသာဘူးဒါမျိုးလေးပဲရှိနိုင်တာပဲလေးစားတဲ့မိစေကြီးနောက်များခင်များနော်ဒီတော့ဒါကိုဥစ္စာပစ္စည်းရှိခြင်းကိုပဲကြည့်ပြီးတော့လေပဲအစင်တန်းခွေလို့မရအသက်ထန်ရရမတူလာလေတခင်ကကြီးစရာဖြစ်ရလေတခုပြောပြတခါကကြီးတော်သားတယောက်ရှိတယ်မြို့ပေါ်တက်လာသူဘာရောက်ဘူးလေဆိုတော့နော်သူပေးရောက်မို့တက်လာဆိုတော့သူ့ရဲ့လာမှာသူကပေးတော့ကို တင်တယ်တင်တဲ့ခါကျတော့လမ်းမှာ तू ကတန်းထားတယ်ဒီဘက်မှာပေးထုတ်တယ်နော်ဒီတော့ဟိုဘက်မှာလည်းတစ်ခုထားရမယ်အဲ့ဒါမှလာထမ်းနိုင်ပါလိအဲ့ဒီခါကျတော့ तू ကဟိုဘက်မှာဘာထားလဲဆိုတော့သေးတထုတ်နော်အဲ့ထဲမှာသေးဖြည်ပြီးသေးဟုတ်ထားလိုက်နော်ထားပြီးွားတဲ့ခါကျတော့သူမြို့ပေါ်တက်လာမြို့ပေါ်ရောက်တော့မြို့ပေါ်မှာလူတစ်ယောက်နဲ့တွေ့လူတစ်ယောက်ပြောတယ်ခင်ဗျဘာတွေယူလာတာလဲပေးယူလာတာဘယ်မှလဲပေးဒီဘက် နော်ဒီတော့ဟိုဘက်ထုတ်ကပါထုတ်လဲဟိုဘက် သေးတုံးဟာသေးပါလို့ပို့လဲသေးဟာသေးอ่ะကျွန်တော်ဘာမှလုပ်ဖို့မဟုတ်နော်ဒါပေမဲ့ပေးတုံးเนี่ย balance ဖြစ်သွားအောင် သေးတုံးဒီမှာထားတာနော်မြို့သားပြောတယ်မင်းဒီလောက်တုံးရလားကွာအဲ့ဒီသေးတုံးကြီးလွတ်ပြစ်လိုက်စမ်းပါနော်ဒီပေးကူပဲတစ်ချက်တဝက်တဝက်ခွေးပြီးဟိုဘက်ဒီဘက်ချိန်လိုက်ရပြီလေနော်ဒီတော့ပူပို့ွားတော့လားတော့ပူပြီးနော်မြန်မြန်သွားအောင်မယ်အဲ့တော့မှ तू အဲ့ဒီလိုဟိုဘက်ဒီဘက်တဝက်တဝက်ချိန်လိုက်တော့နော်လုံးဝအဆင်ပြေသွားတော့ तू တော်တော်နော်ဟိုလူအတင်ကြီးွားတယ်ဟာတော်တော်ညံရှိတဲ့သူပဲ တတော်ကိုအတိညာရှိတဲ့သူပဲနော်တတော်အထင်ကြီးွားအဲအဲ့ဒီလိုနဲ့သူကနော်ဟိုဟိုလူနာသွားတယ်သွားပြီးတော့မေးတယ်နော်ခင်ဗျာတတော်ဘဟုတုတကျွေတဲ့သူအတိညာတတော်မြင့်နေသူနော်ခင်ဗျာမှာတတော်စီးစိမ်ဥစ္စာတွေများမှာပဲမိကြည့်တယ်နွားမနှကောင်ရှိတယ်နော်မျိုးသားပြောတယ်နွားတကောင်မှမရှိဘူးနော်လေးဘနကွက်ရှိတယ်မျိုးသားပြောလေလက်တကောင်မှမရှိဘူးနော်ဒီတော့ဇဘာဘလောက်နှောင်တာဘာဇဘာမှမနှောင်တာဘူး တော့ခင်ဘာပိုင်လဲတော့ဘာမှတော့အထွေထူးပိုင်ဆိုင်မှုမရှိဘူးဆိုတော့တော့ဒီကြီးသောသားကတတို့ကိုမှသူတော့ဒေါသထွက်သွားတယ်တော့ခင်မကိုကျွန်တော်တော်တော်အထင်ကြီးတာတဲ့ နော်ခင်ဗျားတော့တလောက်အတိညာဘူးတူတာရှိမှတော့နွားတွေလေတွေအများကြီးပိုင်မှာပဲဆိုပြီးကျွန်တော်ယူအမကြီးကြီးတဲ့ကျွန်တော်မှာနွားတွေအများကြီးလေတွေအများကြီးစဘာတွေအများကြီးလောင်တာနော်ခင်ဗျားကျွန်တော်အထင်ကြီးတယ်ခင်ဗျအထင်ကြီးစရာမရှိဘူးနော်ကျွန်တော်ခင်ဗျားအကြံကြံမယူတော့ဘူးဆိုရင်ဘာလုပ်လဲနောက်ကိုအတိုင်းမပေးဘူးပြန်ထည့်ပြီးသေးတော့ကိုပြန်ပြီးတော့တင်းဆုရတာကဘာလဲဆိုတခါတခါ knowledge ပိုရှိတာတော့မှန်တယ်နော်နောက်တစ်ယောက်ကတော့မရှိဘူးဒါပေမဲ့အလတ်တူလေးပြီးချင် ပေးလိုက်တာပဲဒါကဒုညရဲ့ဥစ္စာပစ္စည်းပဲဘယ်သူကဘာမို့လို့ပို့ရမယ်ဆိုတာမရှိကျွန်တော်တို့စဉ်းစားကြည့်ဖီအောင်လို့ကိုကိုကိုခေါ်တာလို့ကြွေးကြော်ခဲ့တယ်သူတော်မှာအလတ်တလောက်ကြီးတဲ့ရှင်ဘီရင်အဖြစ်နဲ့နည်းအများကြီးထားခဲ့တာပဲဟာမန်လို့တလောက်စိုးသွမ်းတဲ့သူတော်မှာအလတ်တလောက်ဒေါလတ်ပေးခဲ့တယ်သူကသူ့ဒေါလတ်ကိုတော့သူ့စီးတဲ့နေကိုတဲဖို့ခဏထားစီးတဲ့နေကိုထဲ့ထားတယ်တော့တွေတဲဖို့တော့သူ လအုပ်တွေအများကြီးငှားတယ်ဆိုတာကတော့ဒေါလက်ရသွားတာနဲ့ဒါကိုအခြေခံပြီးသူငါတော့အစင်မရှိဘူးငါ့ကိုအစင်မြင့်တယ်အဲ့ဒီလိုကျွန်တော်တို့မခွဲခြားရအောင်လေးစားတဲ့မိစင်နောက်တစ်ခုကျွန်တော်ပြန်စဉ်းစားကြည့်ဒီစည်းစိမ်ဥစ္စာဆိုတာအမေးကုမနေမလားကုမနေမလားနော်ဒီတိုင်းမှာငါမျိုးဆက်ကိုအမေးချမ်းသာဒီနေ့ကျွန်တော်ချမ်းသာတယ်ဆိုပါစို့နော်ကျွန်တော်သားသမီး तू ချမ်းသာမယ်မချမ်းသာဘူးဒါလည်းပဲမသိကြဘူး နော်နောက်ဆုံးကျွန်တော်တာသမီချမ်းသာတယ်ဆိုရင်တော့မှကျွန်တော်ရပြန်ပြီးလက်တက်ဒီအဒီစိစိတ်သွားမလားမသွားမလားမတိကြအောင်နော်ကျွန်တော်တို့လိုက်ပြီးစစ်တမ်းကောက်ကြည့်နော်လက်ရှိကျွန်တော်တို့ရပတ်ဝန်းကျင်မှာပဲညူးဆက်30 40ဇက်တိုက်ချမ်းသာတယ်ဆိုတဲ့ဒူတော်တော်ရှားတယ်တော်ရှားတယ်နော်တချို့အဖိုးတွေလက်ထက်မှာချမ်းသာတယ်ကြီးတွေမြစ်တွေလက်ထက်ရောက်တော့ပုံမှန်လေးဖြစ်သွားတယ် တချို့အိတ်ထပ်ပူပြီးတော့တော့ဆင်းရဲတချို့အဖိုးအတက်ထပ်မှာဘာမှမရှိဘူးအဖေလက်ထပ်မှာနည်းနည်းပတ်ပါအဲကိုလက်ထပ်ကြတော့မှတော်တော်ကြီးချမ်းသာကြွားသွားတယ်ဒီလိုဒါကအမင်းရှိနေမယ်အရာမဟုတ်ဒါကြောင့်ဆိုတာဟူမဇာမှာအလရှင်အမိတ်ရှိတာတယ်နော်အလတီဂျမန်မာလုံယဟ်ဆဘူအန်မာလူအခလဒာတော့အပြစ်တီထဲမှာဂျန်နမ်ကြမယ်အပြစ်တီထဲမှာဘာလဲပဲပါလဲဥစ္စာပစ္စည်းငါအနာမှာအမင်းရှိမယ်လို့တင်ကျင်းလဲပဲပါဒါကြောင့်မလို့စိရင်သားကိုတွမ်းမနေရအောင် တနိကူသာအဲ့ဒီနေရာရောက်ခဲ့ရင်ဆိုတာကိုအမြဲတမ်းတွေးရနော်ကိုဒီနေ့သူသူကိုရှေ့စီမှာအလုလုတဲ့အလုလုလို့ကိုစိတ်ဆိုးပြီးစိတ်ဆိုးပြီးတော့တခုလွဲသွားလို့ဒေါကြီးမောကြီးနဲ့ကိုရိုက်နှက်မဲ့အချိန်ကျရင်စဉ်းစားသူ့နေရာမှာငါသာဆိုရင်ငါဘယ်လိုလုပ်မလဲ ငါသာဆိုရင်ဘလို့လုပ်မလဲနော်ကူးလေးပဲမဖြစ်သွားနိုင်ဘူးလားသူ့နေရနော်ကူးမျိုးဆက်ထဲမှာရောတယောက်ယောက်သူ့ဒီလိုမျိုးအလုသမားဘဝမရောက်နိုင်ဘူးလားဒီတော့ကူးအလုသမားအနိုင်ကျင့်ငယ်တနေ့ပြန်ပြီးအဲ့ဒီရဲ့အစားပြန်လာမယ်ဆိုရင်ကျွန်တော်ဘလို့နေနိုင်မလဲလိစားတဲ့ မိတ်ဆိတ်နေအောင်များခင်ဗျာနော်ဒီတော့ဒါ intermittent ကိုပဲစင်ချင်ရမယ်ကိစ္စဖြစ်တယ်လူတယောက်ကိုဘာအကြောင်းနဲ့မှနော်ဟိုအလုတ်ကြောက်လဲပဲမဝေဖန်မကဲ့ရအောင်ရုပ်ရည်ကြောက်လဲပဲမဝေဖန်မကဲ့ရအောင်ဥစ္စာ PC ကြောက်လဲပဲမဝေဖန်မကဲ့ရအောင် လေးစားအတမစီညီနောင်များခင်ဗျာတော့ဒီတော့ဒီဝေဘန်ကဲ့ရဲ့ပြည့်တင်ခြင်းဟာလည်းပဲအင်မတန်ကြီးကျယ်တဲ့ကွန်နာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တော့ဒီနေ့အစီအစဉ်မှာတင်ပြလိုက်တာဖြစ်ပါတယ်အလရှင်မတ်တခင်ကျွန်တော်အားလုံးကိုတင်ပြပါအချက်လက်များလိုက်နာနိုင်တဲ့တောက်ဖစ်ချင်မဲ့တော်မူပါဗျာ سبحان ربي الآل الوهاب اللهم صل على سيدنا محمد وعلى آل سيدنا محمد وبارك وسلم ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار ربنا ظلمنا أنفسنا وإن لم تغفر لنا وترحمنا لنكونن من الخاسرين رب اغفر وارحم وأنت خير الراحمين رب ارحمهما كما ربياني صغيرا ربنا هب لنا من أزواجنا وذرياتنا وزل... اقتنا كرة أعين واجعلنا للمتقين إماما اللهم إنا نسألك الجنة ونعوذ بك من النار اللهم آت نفسي تقواها وزكها أنت خير من زكاها أنت وليها ومولاها اللهم ارحمنا بترك المعاصي ولا تشكنا بمعصيتك ربنا تقبل منا إنك أنت السميع العليم وتب علينا إنك أنت التواب الرحيم سبحان الله وبحمده سبحان الله الأ العظيم سبحان ربك رب العزة أما يصفون وسلام على المرسلين والحمد لله رب العالمين